ဂန်ကောရဲ့ထိတ်ကမြို့ထိတ်မှာပြပုံတော့ဆိုအဲ့မှာစူပေါင်းဂိတ်ရှိတယ်အဲ့စူပေါင်းဂိတ်ကအဲသူကထောက်လန်းကြီးကဥဆောင်ပြီးတော့ဖွင့်လာပါတော့အဲ့ထောက်လန်းကြီးဂိတ်မှာကျွန်တော်၁၀နှစ်ရှိပြီဗျာဘာမှမမိဘူးอืมဘာဘီပတ်ဆိုင်ပြီးလောက်တော့နော်အဲ့အဆုံးပါရဲလဲပါလဲပါလောက်ကလဲပါတယ်ဘာညာပေါ့သူอืมကျွန်တော်မင်းတို့ဘာမှမမိဘူးဆိုရင်တို့ဒီဂိတ်ပိတ်တယ်ကွာဆိုကျွန်တော်ဂိတ်ကိုပိတ်ပြီးမိရှုပ်လိုက်တယ် အဲ့ဒါကိုသူကတိုင်းကိုလမ်းတိုင်းတိုင်းကတိုင်းတက်ကတွေ့မှာကျွန်တော်ဖုံးတယ်ဟဲ့အောင်လှဆွေမင်းပါလို့ကျွန်တော်ဘာမှမလုပ်ပါဘူးသူမိထလိုက်ကြီးနီးနေရှုပ်လိုက်တယ်ဆိုတယ်ဟုတ်ကဲ့လို့အဲ့ဒီကြီးက7နှစ်ကြာပြီဖွင့်တာဘာမှမမိဘူးလို့အပီသူလူဒုက္ခရောက်တာပဲရှိတယ်လို့တကယ်လို့ကိုကြီးတို့မမိဘူးလို့အပီသူလူဒုက္ခရောက်တာပဲရှိတယ်လို့တကယ်လို့ကိုကြီးတို့အဲ့ဒါဖွင့်ဆိုလို့ရှိရင် first ထိုးလိုက်လို့ကျွန်တော်ဖွင့်မယ်ကျွန်တော်ဖွင့်တာတော့မဟုတ်တိုင်းအောင်ဖွင့်ခိုင်းလို့ဖွင့်တာဆိုကျွန်တော်ဖွင့်ပါကျွန်တော်တော့မဖွင့်ဘူးလို့ဒါမလို့အဘူးလို့ပြောရတယ် အဲ့ဒါအကိကမရှိတော့ခိတ်ပိတ်ပါအခုကျွန်တော်တို့ပြည်ရင်းမှာလက်နက်တွေရော drone တွေရော short တိုက်တုံးဆိုအကြီးကြီးဗျာအဲ့ဒါတွေကဘယ်လန်းလာဒီဂိတ်တရနေဖြတ်လာဗျာအဲ့ဂိတ်တရနေမတမာတဲ့ဝင်တန်းအကျင့်ပြက်တရဒါ x-ray ဆိုလဲ x-ray ကိုပတ်စံပြီးဖြတ်တယ်လို့ကျွန်တော်ကြားတယ်ဆိုတော့အဲ့ဒါတွေကကျွန်တော်ပြည်တွင်းရောက်လာရင်ကျွန်တော်တို့ကိုဒုက္ခပေးတာပဲဒါတွေနဲ့ပြစ်တယ်ခတ်တယ် လက်နဲ့တည်းဆိုလဲမြောအကြီးပြားကြီးဟာနဲ့ချီပြီးရောက်တဲ့ကြီးစံဒီကိုဟာထောင်းတောင်းချီဟလာ short တိုက်တုံး drone နေလဲရောဒလက်6ခုပါတဲ့ drone နေရောဒလက်4ခုပါအဲ့ဒါဒီကုံတော့ခင်ဗျဟိုကအမေရိကန်ကလေးပြန်နဲ့ချပေးတာမဟုတ်ဘူးအောက်ကလာတာဒီကားလားပဲလာတာရင်ကုတ်သင်းမောင်းနဲ့လည်းမလာဘူးအဲ့ gate တွေကိုတိချာကြက်မှတ်ဖို့လိုတယ်ကျွန်တော်ကတော့အတုံးကြတဲ့ gate ဆိုအဲ့ gate ဖြုတ်မိရှုပ်ပြတာအတုံးကြအောင်တိချာဆောက်အဲ့ ဒီချဆောင်းဖို့လိုတယ်ဒါမှလာနေဒီမှာတို့ရဲ့ LOC လို့ခေါ်တဲ့ line of communication ဟို supporting နေထောက်ပံ့ရေးတွေပြတ်တောက်သွားမှဒီကောင်နေညီကုန်းချုပ်မှာဟာလာကျွန်တော်အဲ့လိုမြင်တယ်อืมအဲ့ဒီလာပြောတာอืมတော်လန်ရေးထဲမှာလည်းဒီလိုလူတွေရှိနေပါတယ်ဆိုတော့စာလေးနဲ့ဖတ်ပြပါမယ်โอเคပါမျက်စောတဲ့နဲ့ကောင်တွေလက်စားလာတော့လူငယ်တွေရဲ့အင်ပြန်ခီးဟာဆောလက်မွန်ငါးတွေတဲ့ ပိုခက်ခဲလာတယ်လူကြီးမင်းမြဒီတော်လန်ကြီးဟာချက်ဆနေတာလားခွာဆနေတာလားတကူတာမပြနိုင်တာရုပ်ကစိုးဖြစ်ချင်တဲ့ငခုံးမာတွေဒူးနေတီအညာကိုပြန်ကြည့်မင်းကိုမင်းပြန်မေးဒီတော်လန်ကြီးမှာဘရူရီတစ္ဆာဖောက်ခဲ့တယ်လဲဆိုတာတာဝန်နဲ့အာနာကိုမကွဲရွေ့လူငယ်မျိုးဆက်ခေတ်ဆက်ဆက်မှာဒီတော်လန်ကြီးက ရှိနေအောင်မှာတန်းတူညီမျှမရှိပဲဒီမိုကရေစီမလိုချင်တဲ့တတားဆန်ပြုတ်ဘူဆန်ပြုတ်ပေါ့တော်လန်ရေးအဆောက်ပြန်သွားငါတို့တွေဘာကောင်မှမဟုတ်ခဲ့ဘူးဆိုတာကိုမမိပါနဲ့အညာမူဒီလောက်ပါမင်္ဂလာပါနော်ဒီနေ့တော့နေမွေရဲ့ ပြေဖန်နေပဲဒီတော့နားထောင်ကြရအောင်နော်ဒီနေ့ကတော့စစ်ရေးကိုမပြောခင်မှာပထမဦးဆုံးအနေနဲ့နှွေးဦးမကြိုက်တဲ့ထုတ်ပြန်ချက်တစ်ခုနဲ့အရင်ပြောပြချင်တယ် Federal ပြည်ထောင်စုမြန်မာနိုင်ငံတော်တော်လှန်ရေးအစိုးရကနေမှ November 20ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားတဲ့ကြေညာချက်ကိုသဘောကျတယ်ဒါကဘာလဲဆိုတော့အခုမိုးကုတ်မိုးကုတ်ကို TNLD ကစစ်ခွေးတွေကိုပေးလိုက်တယ်အားလုံးသိရတဲ့ဖြစ်တယ်အခုကျမတို့ဘေးနားမှာလည်းအားလုံးဖတ်လို့ရပါတယ် တော်လိုင်းရဲ့အစိုးရကနေမှပြောထားတဲ့ဥစ္စာကဒီမိုးကုတ်ဟာဘယ်သူမှပိုင်တာမဟုတ်ဘူးเนาะမြန်မာနိုင်ငံမှာရှိတဲ့အတိုင်းရင်းသားတွေအားလုံးပိုင်တဲ့နေရာဖြစ်တယ်ပြီးလို့ရှိရင်ဒီမိုးကုတ်ရဲ့ရှေ့ရဲကိုဟိုးတရုတ်ပြည်မှာတွားဆုံးဖြစ်ပိုင်ခွင့်မရှိဘူးပြီးလို့ရှိရင်လည်း TNLD ကရော့အသားကငရုတ်ရဲ့နေမြေဖြစ်တယ်စစ်ခွေးတွေနင်းတို့ယူပါဆိုပြီးမှပြောပိုင်ခွင့်မရှိဘူး ဒါအတိတ်မှန်တဲ့စကားဖြစ်တယ်မြန်မာနိုင်ငံရဲ့အရေးကိုဘသူချက်မှမတော့ပြောဆရာမလို့ဘူးเนาะဘုချုပ်ကွန်မော်ပြောထားတဲ့စကားနဲ့ပတ်သက်ပြီးတော့ကျွန်တော်သတင်းထဲမှာလည်းတစ်ခါတင်ပေးပြီးသားဖြစ်တယ်ကျွန်တော် KIAD လိုချင်တာဟာစစ်ခွေးတွေလည်းစပွဲတစ်ခုနဲ့မှာတိုင်း KIAD လည်းတစ်ဖက်မှာထိုင်မယ်ပြည်သူတွေအားလုံးချက်မှစကားပြောမယ်အဲ့လိုပဲအခုဒီမိုးကုံနဲ့ပတ်သက်ပြီးတော့ရောเนาะ TNLD တိုက်တယ်ဆိုတာမှန်တယ် TNL တခုထဲတိုက်ခဲ့တာမဟုတ်ဘူးပလောင်ဒီကပဲဥဆောင်ဥဆောင်အညာ PDF တွေပဲဥဆောင်ဥဆောင်အရကတတ်တော်ပဲဥဆောင်ဥဆောင်ကျွန်တော် KIA ပဲဥဆောင်ဥဆောင်ဒီမူကုတ်ဟာအစကတည်းကဘသူနဲ့တက်ဆိုင်တလဲဆိုတာရှိတယ်ဆိုတော့မူကုတ်နဲ့တက်ဆိုင်တဲ့ပြည်နယ်ရှိတယ်သူတို့နဲ့တက်ဆိုင်တာဒါကြောင့် TNL ဒီဟာငေါ်တို့တိုက်ယူထားတာဖြစ်တယ်နင့်တို့တခုထဲတိုက်တာမဟုတ်ဘူး ဒီ27ဒေါ်လာရဲဟာကျိုးကျော်တိုက်ပွဲမဟုတ်ဘူးစစ်ခွေးကိုတိုက်တဲ့တိုက်ပွဲဖြစ်တဲ့အတွက်ကြောင့်နေမြေလူဆံမလို့ဘူးအစကတည်းကဘုသူ့ရဲ့နေမြေဆိုပြီးမှရှိပြီးသားဖြစ်တယ်ကျတော့ကချင်းပြည်နယ်ဆိုလည်းကချင်းပြည်နယ်ရှိပြီးသားဖြစ်တယ်ဒီနေ့ KIAD ဘက်ကနေမှငရုတ်ကတော့အညာဒီကိုပညာတင်ပေးခဲ့တဲ့စစ်လက်နက်တွေကူညီခဲ့တဲ့သူတို့ကိုငရုတ်ကတော့အခုအချိန်ထိလမ်းပြနေတာပဲငရုတ်ကဒီလောက်ထိနင်းတို့ကိုလှုပ်ဆောင်ပေးပြီးဖြစ်တဲ့အတွက်ကြောင့် ကချင်ပြည်နယ်နဲ့ထိစပ်နေတဲ့စကိုင်းနေမြေတရွာလောက်ကိုငှို့လို့ယူမယ်ဒါကလုံးဝမဟုတ်ဘူးဒါဟာ KIAD နေချေတာဖြစ်တယ်ကချင်ပြည်နယ်မှာလူမျိုးပေါင်းစုံရှိတယ်ကချင်ပြည်နယ်ကိုတိုက်နေတာဟာကချင်လူမျိုးတွေအတွက်တိုက်ပေးနေတာမဟုတ်ဘူးကချင်ပြည်နယ်မှာနေထိုင်တော့တိုင်းရင်းသားပေါင်းစုံအတွက်ကျွန်တော်တိုက်နေကြတာဖြစ်တယ်အညာမှာ PDF လူငယ်လေးတွေအသက်များကြီးပေးပြီးမှအညာကိုကာကွယ်နေတာဟာဗမာလူမျိုးတွေအတွက်မဟုတ်ဘူး အညာမှာရှိနေတော့တိုင်းရင်သားပေါင်းစုံတွေ့ကျွန်တော်တို့တိုက်နေကြတာဖြစ်တယ်။ပြည်နယ်နဲ့အတိုင်းဟာအစကတည်းကရှိပြီးသားဖြစ်တယ်။ဘသူနဲ့သက်ဆိုင်တယ်ဆိုတာရှိပြီးသားဖြစ်တယ်။နာမည်နဲ့ရှိပြီးသားဖြစ်တယ်။ဒီနေ့ကငါတိုက်တယ်ငါယူမယ်ဆိုတဲ့စိတ်ဓာတ်နဲ့လုံးဝလုံးလုံးမရဘူး။ဒါကြောင့်အခုဒီတော်လန်ရဲ့အစိုးရကနေလုတ်တဲ့ဥစ္စာကတရားမျှတတဲ့အလုပ်ဖြစ်တယ်လို့ကျွန်မအနေနဲ့တော့မြင်ရတယ်။ဒါကြောင့်ဒီစာကိုကြွအနေနဲ့တရားရခိုင်တော့ထောက်ခံတယ်ဆိုတဲ့အကြောင်းပြောပြခြင်းတယ်။ဒါကြောင့်မို့ပဲအခု မန်လေး PDF တွေနဲ့အတူမြင့်ချံ PDF တွေတော်လာရဲဒီဘက်ကနေမှအကကွယ်မယ်လို့ပြောတာဟာမြန်မာနိုင်ငံနင်းမြင်မို့လို့ကကွယ်တာဖြစ်တယ်ဆိုတဲ့အကြောင်းကိုအခု TNL ဒီလဲကွယ်ကွယ်ပြပြတိဖို့လို့တဲ့ဒါဟာမြန်မာနိုင်ငံရဲ့အရေးဖြစ်တယ်တရုတ်အရေးမဟုတ်ဘူးဒီမိုးကုတ်ကိုစစ်ခွေးကိုပေးခြင်းမပေးခြင်းဟာတရုတ်ပြည်မှာတော့ဆုံးဖြတ်ဆရာမလို့ဘူးဒီဆုံးဖြတ်ချက်ကိုလဲကျွားတို့မြန်မာနိုင်ငံမှာရှိတော့ပလောင်ကလွဲရင်တန်တဲ့သူဘယ်သူကမှလက်မခံဘူးဆိုတာကိုတော့ကျွားတို့အားလုံးသိပြီးသားဖြစ်တယ် ဒါကြောင့်ဒီစာကိုတရားရခိုင်တော့ထောက်ခံပါတယ်။ထွက်ပေါက်မပေးနဲ့နော်ပြည်သူတွေမမေ့ကြနဲ့။ဆိုတော့အခုကျမတို့နောက်သတင်းတစ်ပုဒ်အနေနဲ့တော့ကချင်ပြည်နယ်စစ်ရဲတရင်ကိုပြောပြမယ်။ကချင်ပြည်နယ်စစ်ရဲတရင်ထဲမှာမနေ့ကတော့နတ်မကစစ်ခွေးစခန်းခမရ923စခန်းကို KIA နဲ့ပူးပေါင်းတော်လိုက်ရဲဒီဘက်ကနေမှတိုက်ခိုက်ခဲ့တဲ့အကြောင်းပြောပြတယ်။ဒီနေ့ကတော့အဲ့ပင်ပေါ်နားမှာပဲရှိတဲ့နန်းခွေးမှာ KIA နဲ့ပူးပေါင်းတော်လိုက်ရဲဒီဘက်ကနေမှ ဒရုန်းနဲ့အရင်ချတယ်ဒရုန်းနဲ့ချပြီးတာနဲ့ကား၃စီးနဲ့လာပြီးတော့တနတ်ကြီးအငယ်တွေနဲ့ပြစ်ခဲ့တယ်တိုက်ပွဲတွေနိုင်ယူဘက်လောက်ဖြစ်ပွားခဲ့တယ်အဲ့မှာရဲတွေမတာအများကြီးပေါ်တယ်အကောင်ပဲအကောင်လေးဆိုတော့အတိအကျမသိရသေးဘူးဆိုတော့ဒီနေ့ကျွန်တော် KIA နဲ့ပူပေါင်းတော်လာရဲတွေမနေ့ကပြောသလိုပဲဒီရထားလမ်းတစ်လျှောက်မှာရှိနေတော့မြို့ရွာတွေကိုတိုက်ပွဲတွေစိတ်စိတ်ဖြစ်လာပြီး ပြည်သူလူထုသည်တရိထားကြပါဒီလိုမျိုးယထာလန်တခြားမှာစစ်ရဲတွေစိတ်စိတ်လှုပ်လာနေတည်းဆိုတော့ဒီ SNA ခွေးတွေကတော့တွေ့တဲ့လူငယ်တိုင်းကိုဖမ်းပြီးမှ training ရက်တူတွေပေးတယ်ပြီးလို့ရှိရင်အခုဘတ်မောက်အတွက်အတုံးချဖို့ရအတွက်လုပ်နေတာဖြစ်တဲ့အတွက်ကြောင့်ဒီရှမ်းတွေကိုတော်လာရင်းနဲ့ဒီရထားလန်းတဲ့ဘဲမှာရှိနေတော့ quiz ခန်းတွေကိုတိုက်ခိုက်နေတာဖြစ်တယ်ဆိုတဲ့ကြောင့်ဘတ်မောက်အဆုံးပြောချင်တယ်အခုဒုတိယအနေနဲ့ကတော့ ဖကတ်မှာဗျူဟာမူလေးလိုက်တယ်အခုဒီဗျူဟာမူအစ်စ်ကတော့ကြောက်သေးပန်းပင်မှာနေရတကာကိုညတိုင်းညတိုင်းလက်နဲ့ကြီးကြီးပြစ်ခတ်ခဲ့တယ်မနေ့ကလည်းအိတ်နေတဲ့ကလေးနှစ်ယောက်ဒီတဲ့နေရာမှာပဲပွဲချင်းပြီးဆုံးသွားတယ်။ဒါကြောင့်ပြည်သူလူထုတွေအယံတရီထားကြပါထွက်ပေါက်မပေးနဲ့နော်ထွက်ပေါက်ပွဲလို့ရှင်ဒီထက်ပိုဆိုးသွားလိမ့်မယ်။ဆိုတော့အခုကျွန်တော်တို့နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ဗီဒီယိုတော်တော်လေးကိုအရင်နားထောင်ကြည့်ရအောင်။ I have always said that our revolution in Burma must be a revolution of the spirit. Unless we can change our attitudes, we will not really be able to change our society. It is not enough to turn a military regime into a civilian government. We have to turn ourselves into people fit to uphold a society where we do not need dictators to tell us what to do and where we will not allow dictators to tell us what to do. Sometimes we destroy our own freedom because it is the easy option. It is the easy option to listen instead of to struggle. It is the easy op option to make concessions rather than to stand up for what you know is right. In this way, we start by destroying our own freedom. When we talk about dictatorships coming to power, we have to look into how and why they managed to come into power. I have always said that all the people in our country are responsible for what we are, even if each to a very small extent. If we want to be free people, we must be prepared to take responsibility for ourselves. အခုဒီထဲမှာကျတော့ချစ်ရတဲ့အမေစုပြောသွားတဲ့စကားကိုနော်ဘာကြောင့်မို့ဗီဒီယိုအဟောင်းဖြစ်ပေမဲ့ဒီဗီဒီယိုကိုတင်ရတယ်လဲဆိုတော့ဒီနေ့ကျမတို့တော်လိုင်းရဲဒီနဲ့တိတ်ပြီးမှသက်ဆိုင်နေတော့ဗီဒီယိုဖြစ်တယ်ဗီဒီယိုထဲကကျွန်တော်ကြိုက်တဲ့နှစ်ခုကိုပြောသွားမှာဖြစ်တယ်တစ်ခုကတော့ဒီထဲမှာမေတော်အောင်ဆန်းစုကြည်ပြောသွားတာကတော့ကိုယ့်ရဲ့အခွင့်အရေးကိုကိုချိုးဖြတ်တာဖြစ်တယ်လို့ပြောသွားတယ်အခုစခွေးတွေကိုကျမတို့မကြိုက်ဘူးနော် လုံးဝမကြိုက်ဘူးစစ်ခွေးတွေမကောင်းဘူးဆိုတော့လည်းတည်တယ်အခုဒီ social media ထဲမှာပြည်သူစစ်မလုပ်ချင်လို့ထွက်ပြေးသွားတဲ့ကောင်လေး၃ယောက်ကိုစပင်းနေကြိုက်တယ်လို့သူတို့လှုပ်ထားပြီးမှ၆ပုတ်ထဲမှာထည့်ထားတာတချို့တွေတွေ့လိမ့်မယ်ဒီနေ့ကျတော့မလုပ်ချင်ဘူးဆိုတော့လည်းစစ်ခွေးတွေလာဆိုလာရတယ်အဲ့လောက်အထိဖိနှိမ်ချုပ်ချယ်လာတဲ့ခါမှာကျတော့မြန်မာနိုင်ငံမှာစစ်ခွေးကိုမကြိုက်ဘူး ဒါပေမဲ့ရှစ်ထွေရေးကြသလားရှစ်ထွေမလုတ်ရေးကြဘူးဒီ27ဒေါ်လာရေးဆိုတာဟာမြန်မာတပီလုံးအောင်ကြလာခဲ့ပြီဒါပေမဲ့တချို့တော့သူတွေဟာကိုယ့်ရဲ့စီးပွားရဲ့ကိုယ့်ရဲ့နာမည်ရရှိရဲ့ကိုယ့်ရဲ့မိသားစုရဲ့ပိုင်ဆိုင်မှုတွေကိုမစွန့်ချင်တဲ့အချိန်မှာဒေါ်လာရေးကိုမပါဝင်ချင်ကြဘူး ငါဒီလိုလုံးချင်အဖြစ်ငါရဲ့စီးပွားရေးများထိခိုက်မလားငါရဲ့နာမည်ကြီးမှုများထိခိုက်မလားဆိုပြီးမှစစ်ခွေးမကောင်းတာတိပဲမဲ့လဲပဲကို့နေရာကနဲ့လုံးဝထွက်ပြီးမှစကားတခွန်းတောင်မှမပြောဆိုကြဘူးချမ်းသာတဲ့သူလဲသူနည်း၎င်းပဲဒီနေ့ငါကိုယ်တိုင်မပါနိုင်ဘူးငါရဲ့ငွေကြေးရေးအဖြစ်အခုတော်လရေးထဲမှာပါဝင်နေတဲ့သူတွေကိုထောက်ပံ့ရမယ်ဆိုတဲ့စိတ်သက်တော်မထားဘူးဒါကြောင့်မူဒီနေ့စစ်ခွေးတွေကကန်တက်တက်ကန်တက်လာတယ်88အရေးခင်ကျွန်တော်စီမှာဖြစ်ခဲ့တယ် ကျွန်တော်မြန်မာနိုင်ငံသားတွေပဲမဟုတ်ဘူးတကဘာလုံးတည်တယ်ဒီ88အရေးခင်းကိုဒီလောက်အထိလောက်ခဲ့ပေမဲ့ကျွန်တော်မြန်မာနိုင်ငံသားတွေလက်လျှော့လိုက်တယ်ဒီ2021မှာလဲ88လိုမျိုးပဲဖြစ်မှာပဲဆိုတော့စိတ်တန်နဲ့သူတို့တိတ်လိုက်တယ် သူတို့ခုခံကြည့်လိုက်တဲ့အဆင်မပြေဘူးဆက်ပြေတော့ခုခံကြည့်လိုက်တဲ့အဆင်မပြေဘူးနေရတကာမှာဘုံကျဲပြလိုက်တဲ့တီတူတီကြောက်သွားမလားမကြောက်ဘူးဒါကြောင့်မို့ဒီနေ့27တဲမှာခွေးတွေနေရမရဖြစ်လာခဲ့တယ်တချို့မြို့ရွာတွေကိုကြွတော့တော်လိုင်းရဲတွေအုပ်စိုးမှုမရှိသေးဘူးဒါပေမဲ့စစ်ခွေးတွေမပိုင်ဘူးဥပမာလောလောလလကိစ္စတစ်ခုကိုပဲပြောမယ်မော်လမြိုင်မော်လမြိုင်ဆိုရဟာတော်လိုင်းရဲတွေပိုင်ထားတဲ့နေရမဟုတ်ဘူးဒါပေမဲ့စစ်ခွေးပါဖြစ်တယ်လားလုံချုံရဲ့အပြိဝါနဲ့တွားတယ် စားတော့မစားရင်ဘူးထွက်ပြေးသွားတယ်။အလုံးတိပြီးသားဖြစ်ပါတယ်။နော်။ကျတော့ဒေါ်လာရဲတွေမစိုးမိုသေးပေမဲ့စစ်ခွေးတွေလုံးဝမပိုင်နဲ့နေမြေတွေကြီးပဲ။ဒါကြောင့်ကျွန်တော်အမြဲတမ်းပြောတယ်ကျတော့ဒီ27ဒေါ်လာရဲမှာကျတော့ဒေါ်လာရဲတွေဟာအစိုးရမဟုတ်သေးတော့အစိုးရဖြစ်တယ်။ပြည်သူတွေတရားရခိုင်နှုန်းထောက်ခံမှုကိုရရှိထားတဲ့အစိုးရတွေဖြစ်တယ်။ ခဏတော့ကအမေစုပြောခဲ့တယ်လို့ပဲကိုယ့်ရဲ့အခွင့်အရေးကိုကိုဖျက်ဆီးနေတယ်ဒီတော်လန်ရဲအထဲမှာနင်းကဘာကြောင့်မို့ရှက်မထွက်ရဲတာလဲဒီနေ့မြန်မာနိုင်ငံတနိုင်ငံလုံးလို့ထွက်နေပြီဘာကြောင့်နင်းရဲ့စီးပွားရေးကြောင့်နင်းရှက်မထွက်ရဲတာလဲနင်းကြောင့်ဒီတော်လန်ရဲ နောက်ကြနေတယ်နင့်ကြောင့်ဒီဒေါ်လာရဲထဲမှာမတည်တင့်တော့သူတွေတည်သွားရတယ်နင့်ကြောင့်မြန်မာနိုင်ငံသားတွေပုံမဒုက္ခရောက်သွားတယ်နင့်ကြောင့်ပြည်သူလူထုတွေအားလုံးစီးပွားရေးပညာရေးကျန်းမာရေးအဆက်ဆက်ရရမှာချွတ်ချုံကြနေတယ်တကယ်လို့သာဒီဒေါ်လာရဲထဲမှာမပါဝင်နေတဲတော့သူတွေနင့်တို့အားလုံးသာပါဝင်ခဲ့တယ်ဆိုလို့ရှိရင်ဒီနဲ့၅နှစ်ဆိုတဲ့ထဲကိုရောက်သွားမှာမဟုတ်ဘူးစခွေးတွေဆိုရာဟာလက်သဆုပ်စာပဲရှိတယ်ဒီလက်သဆုပ်စာထဲမှာ နင်းထောက်ခံနေတဲ့အတွက်ကြောင့်တော်လန်ရဲတွေစစ်ခွေးတွေကိုကောင်းကောင်းမဖြိုချရတာဟာနင်းရဲ့အသက်ကိုတော်လန်ရဲတွေငှိညာနေလို့ဖြစ်တယ်။ဒါကြောင့်ကိုယ့်ရဲ့လွတ်လပ်မှုကိုမဖြစ်စည်းပါနဲ့နင့်ရဲ့လွတ်လပ်မှုဖြစ်စည်းတာဟာတခြားသူတွေကိုပါထိခိုက်တယ်ဆိုတာကိုလည်းမမေ့ဖို့လိုအပ်တယ်။ဆိုတော့ဒီထဲမှာအမေစုပြောသွားတာကရှေ့ထွက်ရမယ့်အချိန်မှာကျတော့ကရှက်မထွက်ဘဲနဲ့လက်လျှော့လိုက်တဲ့အဥ္စာတွေဒါတွေဟာကျမတို့ရဲ့တင့်ကြောင် ကြွကြောင်းဒီတော်လန်ရဲကိုမဖျက်ဆီးကြပါနဲ့လို့ပြောချင်တယ်ပြီးနောက်တစ်ခုကတော့လူတိုင်းဟာကိုယ့်ရဲ့ community ကိုကောင်းကောင်းလေးတည်ဆောက်ရမယ်ချမ်းမလုံးတဲ့အခါကျတော့စစ်ခွေးတွေကနင့်ကိုဒါလုတ်ပါဒါလုတ်ပါဟိုဟာလုတ်ပါဒီဟာလုတ်ပါကျတော့ကိုအာနာလာပေးတာဟာကျတော့ကိုကျတော့မကာကွယ်တဲ့အတွက်ကြောင့်ဖြစ်တယ်ငါရဲ့ရက်ကွက်မာတာမမဖြစ်ခင်တခြားရက်ကွက်ကလူဒီကျွတ်တို့ရက်ကွက်မာလာကျူးကျော်ဆရာမလို့ဘူးသူနီးတူပဲဒီနေ့ကျွတ်တို့မြန်မာနိုင်ငံမှာရှိတော့ပြည်သူလူထုဒီမှာခိုင်ခန့်တဲ့ ယုံကြည်ချက်တွေနဲ့တာတိဆောက်ခဲ့ရင်စစ်ခွေးကနေမှငရုတ်ကိုဟိုဟာလို့ပါဒီဟာလို့ပါလာပြောနိုင်စရာအကြောင်းမရှိဘူးပြည်သူလူထုတွေကိုသူတို့ရဲ့လက်ထဲကရေလိုပဲတွန်းချင်တွန်းမောက်ချင်မောက်လုံနေတာဟာကျွန်တော်ကိုဂရုမစိုက်လို့ဖြစ်တယ်မင်္ဂလာဆောင်ပွဲမှာပေါ်တာဆွဲသွားတယ်ဆိုတာဟာဒီမင်္ဂလာဆောင်ပွဲမှာရှိနေတော့ပြည်သူလူထုတွေမခုခံနိုင်ဘူးဒါကဘာကြောင့်လဲဆိုတော့ဒီနေ့ကျွန်တော်ရဲ့ လွတ်လပ်မှုကျွတ်ရရဲ့ကိုပိုင်အုပ်ချုပ်ရေးကိုကိုကိုရင်ချိုးဖျက်နေတဲ့အတွက်ကြောင့်ဖြစ်တယ်အခုမင်္ဂလာဆောင်ပွဲမှာလာခေါ်သွားတယ်ဘသူပါပြောနိုင်လဲဘာမှပြောလို့မရဘူး PDF နေရောက်ကိုအရှင်လက်လက်မြေဖုတ်တတ်လိုက်တယ်ဘသူပါပြောနိုင်တယ်လဲဘာမှမပြောနိုင်ဘူးကျွတ်ရရဲ့သူရဲကောင်းလေးဦးကိုထောင်ထဲမှာကျိုးဆွဲချလိုက်တယ်ဘသူပါပြောနိုင်တယ်ကျွတ်တို့ဘာမှမပြောနိုင်ဘူးဒါကြောင့်ဒီနေ့ကျွတ်တို့နေဒီ27ထဲမှာကျွတ်တို့ကိုကြိုက်တယ်လို့ကြက်ကလေးညက်ကလေးလာဖမ်းသွားတယ်လို့ လက်ခုပ်ထဲကရဲလို့တွန်းချင်တွန်းမောက်ချင်မောက်မလုံနိုင်ဖို့ရတော့ကျတော့ရောက်စီတိုင်းချီမှာတာဝန်ရှိတယ်ဆိုတော့ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့လဲနောက်ဗီဒီယိုတစ်ပုဒ်ကိုဆက်လက်ပြီးတော့နားထောင်ကြည့်ရအောင်နော်တိဘာကိုစဉ်းစားမလဲငါရွေးလိုက်တဲ့လူပုဂ္ဂိုလ်ဟာအရေးချင်းရှိသလားပညာအရေးချင်းရှိသလားကိုချင်းသိခါရှိသလားငါတို့ကိုငါဒေတာတုတ်တဲ့တဲ့တကယ်ပဲလှုပ်ပွေးနိုင်တဲ့လူဖြစ်ရလားအဲ့ဒါမစဉ်းစားသေးဘူးလားပြီးတော့သူတယောက်တည်းမဟုတ်ဘူး သူ့ရွေးသူသူ့နောက်မှာကြောတော့နောက်ခါအဖွဲ့စည်းပါတီပေါ့ဗျာအဲ့ဒီပါတီကသူလွတ်တော်မှာတင်ပြဖို့တဲ့သူ့ဝိုင်းဝန်းပံ့ပိုးပေးနိုင်တဲ့လူတွေအရင်းမြစ်တွေရှိတဲ့အဖွဲ့စည်းကိုဟုတ်ခဲ့တာသူ့အကူအညီပေးမဲ့အဖွဲ့လိုတယ်အဲ့ဒါဦးကျော်မြတ်သက်ကလွတ်တော်မှာဒီပြည်သားမှာဆယ်မျိုးတွေဟိုဝါတွေဖောက်ဖို့အတွက်သွားပြောခြင်းသူပြောချင်တယ်ပြောလို့မရဘူးနောက်မှာရှိတဲ့ပါတီကသူ့ပြုစုပေးရတယ်ချက်တွေမေးပြသူ့အမှတက်ပြောတာတဘောကတော့လူပုဂ္ဂိုလ်ကြည့်တယ်လို့ ပါတီကိုလည်းကြည့်ရမယ်ဆိုသဘောပြောတာပါဆိုတော့အခုဒီအထဲမှာဒေါခင်ကြီးဟောင်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့နှစ်ပိုင်းကိုကျွန်တော်ပြောချင်တယ်။တစ်ပိုင်းကတော့သူပြောသွားတယ်ကျွန်တော်ဒီရွေးကောက်ပွဲထဲမှာမင်းမထစ်ခင်ကိုစဉ်းစားရမယ်။ဘယ်သူ့ကိုရွေးမလဲ။ပြလို့ရှိရင်ကိုရွေးချယ်လိုက်တဲ့သူရဲ့ကိုကျင့်တိခါကဘလို့ရှိတယ်လဲသူကကိုကိုဘာလုပ်ပေးနိုင်တယ်လဲဒီသုံးခုကိုယင်ပြောမယ် ကိုရွေးချယ်လိုက်တဲ့သူကကို့အတွက်ဘာလုပ်ပေးနိုင် မလဲလို့သူပြောသွားတဲ့ခါမှာရွေးကောက်ပွဲပြီးမှပဲနင်းတို့ကပြမလားမလုတ်ခင်ပြမလားအခုအချိန်ထိတောင်နင်းတို့ကနင်းတို့လုတ်နိုင်တဲ့အစွမ်းအစာတစ်ခုလဲတောင်ပြောခဲ့သလား88ရဲ့ခေါင်းဆောင်ဖြစ်တယ်လို့ပြောခဲ့တဲ့ဥကူကူကြီး ဒီနေ့လုံနိုင်တဲ့လူငယ်တွေကိုနင့်တို့နေရမပေးဘူးစစ်ခွေးတွေရဲ့အကျုံဖြစ်နေတယ်ဖက်စစ်စစ်တပ်ကိုမကြိုက်ပါဘူးဆိုပြီးမှတော်လန်ခဲ့ပြီးမှဒီနေ့မှပဲဒီဖက်စစ်စစ်တပ်နဲ့အတူတူရွေးကောက်ပွဲကိုမှနိုင်ငံရေးကိုပြုတ်ပြင်ပြောင်းလဲမယ်လို့နင့်ပြောလိုက်တာမချက်ဘူးလားဥကူကိုကြီးလား နင်းတို့ရွေးကောက်ပွဲလုပ်ချင်တယ်မလုပ်ချင်ဘူးကိစ္စမရှိဘူးငို့လို့နဲ့မဆိုင်ဘူးနင်းတို့ရွေးကောက်ပွဲတင်ပြမှာပဲဥက္ထာပဲဖြစ်လာလားဘ누구ပဲဘာဖြစ်လာလားငို့တို့ရဲ့ဥက္ထာတော့ဖြစ်မလာဘူးငို့တို့ရဲ့အစိုးရလည်းဘယ်တော့မှနင်းတို့ဖြစ်လာမှာမဟုတ်ဘူးခင်ကြီးကလည်းပြောလိုက်သေးတယ်နင်တို့ကိုပေးတဲ့ကတိတည်းမတည်ငါမျက်နာကိုလက်တီးနဲ့ထိုးပါလို့ပြောတာနင့်မျက်နာလက်တီးနဲ့ပဲထိုးထိုးနင်းကိုတတ်လိုက်ပဲဖြစ်ဖြစ်နင်းကိုတတ်လိုက်တာကခွေးတကောင်တည်လောက်တောင်အကျိုးမရှိတဲ့အတွက်ကြောင့်နင်းတည်သွားတာရေးမကြည့်ဘူးနင်းတို့လိုမျိုးခွေးတွေငါးနှစ် ထပ်ပြီးမှဖျက်ဆီးလိုက်လို့ရှိရင်ဘလို့လုံးမလဲမြန်မာနိုင်ငံနော်နင်တို့တမျိုးလုံးတည်သွားရတာကိစ္စမရှိဘူးလက်တီးနဲ့ထိုးတာမဟုတ်ဘူးနော်နင်တို့စစ်ခွေးတဲ့အားလုံးကိုတတ်လိုက်လို့ဒီမြန်မာနိုင်ငံကိုဘလို့လုံးမလဲအခုခွေးချဖို့အာနာတိတ်လိုက်တယ်၅နှစ်ဒီမပြည့်သေးဘူးနော်အခုမြန်မာနိုင်ငံဘလို့ဆုတ်ပြတ်သွားတတ်သွားပြီလားပြလို့ရှိရင်ဒီထဲမှာသူ့အရေးကြီးတဲ့စကားတစ်ခုကဘာလဲဆိုတော့ ကိုထောက်ခံလိုက်တဲ့သူကလွတ်တော်ထဲကိုရောက်သွားတယ်လို့ပဲထားဆိုတော့အဲ့လွတ်တော်ထဲမှာသူကလည်းတခုခုတင်ပြလိုက်တယ်နောက်ကနေမှထောက်ခံပေးတဲ့သူရှိရမယ်ဒါကြောင့်ပုဂ္ဂိုလ်သူဦးတယောက်ကိုရွေးလိုက်တဲ့အခါမှာလဲသူ့ရဲ့နောက်မှာပါနေတော့ပါတီကိုကြည့်ရမယ်လို့ပြောတယ်ဒါပဲဒီနေ့နင်းတို့စစ်ခွေးတွေ ်လွတ်တော်ထဲမှာပြောလိုက်လို့ရှင်လဲနင်တို့ရဲ့စကားတီမြဲဖို့ရတော့25ရာခိုင်နှုန်းတော့ခွေးတွေကိုနင်တို့အတတင်ထည့်ထားလိုက်တယ်ဒါပဲအခုအချင်းကြီးပြောသွားတာကဒါပဲအဖြူကိုအမဲလို့ပဲပြောပြောနောက်ကနေမှဟုတ်တယ်ဟုတ်တယ်လို့ထောက်ခံပေးမဲ့သူရှိရမယ်ထောက်ခံပေးမှာပဲဒီစကားဟာအတီးပြုတ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်သူတို့ခွေးတွေကဒီ25ရာခိုင်နှုန်းတော့ခွေးတွေဒါမထိုင်ခဲ့ရင်လွတ်တော်ထဲမှာခွေးတွေတကောင်းကောင်းသာဝင်ပြမ တင်ပြလိုက်လို့ရှင်တခြားတော့ကြံတဲ့သူတွေကလက်မခံရင်သူ့ရဲ့စကားကမတီမှကြောက်တဲ့အတွက်ကြောင့် automatically เนาะအတီးပြုတ်နိုင်သွားအောင်စစ်ခွေး25ရာခိုင်နှုန်းကိုပါလီမန်ထဲမှာထည့်တာဟာအလကားချင်းနေမဟုတ်ဘူးလူတော်ထဲမှာ25ရာခိုင်နှုန်းထည့်ခြင်းဟာစစ်ခွေးတွေနဲ့တတ်ဆိုင်တော့သူတွေပြောသမျှကိုထောက်ခံပေးဖို့ရတော့သူတို့ပြောတဲ့စကားတိုင်းကအတီးပြုတ်နိုင်ဖို့ရတော့ဖြစ်တယ်ဆိုတာကိုဒီနဲ့ခွေး ခင်ကြီးကနဲ့ပြောသွားတာဖြစ်တယ်။ဒါကြောင့်ဒီနေ့ကျွဲတို့မှာမမေ့နဲ့နော်ထွက်ပေါက်မပေးနဲ့။ဒီနေ့ကျွဲတို့တော်လန်ရဲထဲမှာနင့်ရဲ့အခွင့်ရနင်းချိုးဖောက်တာတော့အရေးမကြီးဘူး။ဒါပေမဲ့နင့်ရဲ့အခွင့်ရနင်းချိုးဖောက်တာကတန်တော့ပြည်သူလူထုတို့ကိုထိခိုက်တယ်ဆိုတာကိုလည်းမမေ့နဲ့။ဥမာတစ်ခုပဲပြောမယ်။နေတိုးတွေလော်ဘီကရိုက်လိုက်တဲ့အတွက်ကြောင့် သူတို့ရုပ်ရှင်မရိုက်နိုင်မှာစိုးလို့ကြော်ညာရိုက်မယ်ဆိုပြီးမှသဘောတူညီချက်တွေယူထားတဲ့ဥစ္စာတွေပြက်ကွယ်သွားမှကြောက်တဲ့အတွက်ကြောင့် lobby ရိုက်ပေးလိုက်တယ်သူတို့ lobby ရိုက်ပေးလိုက်တဲ့အခါမှာတော်လန်ရဲတွေမကြိုက်ဘူးလို့ပြောလိုက်တဲ့အခါမှာသူတို့ကြောင့်ကြံတော့အနုပညာရှင်တွေအားလုံးပါစစ်ခွေးတွေဘက်ကနေမှ lobby လောက်ခရရတဲ့ဘဝအရောက်သွားတယ်ဒါကြောင့်နင့်ကြောင့်တခြားသူတွေကိုမထိခိုက်စေနဲ့သူတို့ရဲ့လက်ထဲကရဲလို့တွန်းချင်းတို့တို့မောက်ချင်းတို့လို့မောက်ရအောင် နင့်ကြောင့်ပြည်သူလူထုတွေကိုဒီဘက်ကိုဆွဲမထည့်ပါနဲ့လို့ပြောချင်တယ်နော်ကျွန်တော်ရဲ့ channel ကိုညစ်တက်တယ်ဆိုရင်လည်း like and subscribe လေးပေးခဲ့ကြပါ